္ဂလာပါအားလုံးနဲ့ဒီမနက်မှာပြန်လည်တွေ့ရတဲ့အတွက်အထူးပဲဝမ်းသာတယ်ဒီမနက်ရဲ့ဖခင်တခင်ရဲ့စကားအဖြစ်သင်တို့ကိုဖခင်အထူးစကားပြောမယ်လို့ယုံကြည်တယ်။နော်ဖခင်တခင်ကတိတ်ကိုကောင်းမြတ်တဲ့ဖခင်ဖြစ်တယ်။နေ့တိုင်းမှာအလွန်ကောင်းမြတ်တဲ့ဖခင်ဖြစ်တယ်။နေ့တိုင်းမှာဖခင်ရဲ့အထောက်ပံ့ခြင်းရှိတယ်။နေ့တစ်တိုင်းမှာယေရှုတော်အသက်ရှိတယ်။ညီကမမတို့နေ့တစ်တိုင်းမှာဖခင်ရဲ့ယေရှုတော်ဟာလုံလောက်တာဖြစ်တယ်။လုံလောက်ရုံမကဘူးပူရှံတဲ့ဖခင်ရဲ့ကောင်းကြီးသင်တို့ရဲ့အသက်တာမှာစီစဉ်ပါစေ။ ်အာမင်အရင်ဆုံးကျွန်မနဲ့တူကျမ်းစာဖတ်ရအောင်ယေရမိအနာဂတိကျမ်းအခန်းကြီး1အငယ်9တင့်ကို အမိဝမ်းထဲ၌ငါမဖန်ဆင်းမီတင့်ကိုငါတိပီမဖွားမီကပင်တင့်ကိုငါတန့်ရှင်းစေ၍လူအမျိုးမျိုးတို့အဖို့ပရောဖက်အရာ၌ခံထားပြီဟုမိန့်တော်မူ၏။ဘုရားသခင်ကယေရမိကိုပြောတဲ့စကားဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတင့်ကိုအမိဝမ်းထဲကမဖန်ဆင်းမီငါတိပီတဲ့။ ကြည့်ကျမတို့အားလုံးမှာဘုရားသခင်ကကျမတို့ကို ပေးထားတဲ့ assignment ဆိုတာရှိတယ်။တင်းမှာဘုရားကအနန္တထားတဲ့ assignment ရှိတယ်။အဲ့တော့ဘုရားကယေရမိကိုဗာပြောစေအဲ့ဒီ assignment ကတဲ့အမိဝမ်းထဲကလေးကမဖန်ဆင်းမီတင့်ကိုငါသိတယ်။အဲ့ဒါဆိုယေရမိ assignment ကဘာဖြစ်လာမလဲ။မဖွားမီကပင်တင့်ကိုငါတန်ရှင်းစေ၍လူအမျိုးမျိုးတို့အဖို့ prophet အရာ၌ခံထားပြီ။ ဒါဆိုယေရမိကအမိဝမ်းထဲမှာကလေးကမရှိခင်ပင်လေဘုရားတကယ်သူ့ရဲ့ assignment ကိုထပ်ထားတယ်အဲ့ဒါကဘာလဲဆို prophet ဖြစ်ရမယ်ယေရမိဟာ prophet ဖြစ်လာမယ်ယေရမိဟာဘုရားနိုင်ဘုရားရဲ့လူဖြစ်လာမယ်ယေရမိဟာတိုင်းနိုင်ငံတွေကိုကောင်းချီးဖြစ်စေတဲ့ဘုရားစကားကိုသယ်ဆောင်တဲ့ဘုရားလူဖြစ်လာတယ်အဲ့တော့ဘုရားသခင်ကယေရမိကိုသူ့ရဲ့ assignment နဲ့ခေါ်ထားတယ်ရတင်ကိုတင်ဘသူလဲဆိုတော့မသိခင်ကပင်လေဖရာတခင်ကတင့်အတွက် assignment တွေလုပ်ထားတယ် အဲ့တော့တဲကတာမန်ဒီလိုဖြစ်လာတာမဟုတ်ဘူး။ဟိုဘာမသိဘူးဒီတိုင်းပဲဖြစ်လာတာမဟုတ်ဘူး။ဖခင်ခင်တင်းနဲ့ပတ်သက်တဲ့ assignment တွေရှိတယ်။ဖခင်ခင်မှာတင်းနဲ့ပတ်သက်ပြီးလုပ်ရမယ့် assignment တွေရှိတယ်။အဲ့ဒီရှဲကိုတိုင်းပင်လင်း prophet ဖြစ်ဖို့ prophet တယောက်ဖြစ်လာဖို့ရန်တဲ့ဖခင်ကသူ့အတွက် assignment လုပ်ထားတယ်။အဲ့ဒီအောင်ကျမတို့တွေ့ရတယ်ဓမ္မရာဇဝင်တတရားစာအခန်းကြီး19အငယ်15ကနေ19ကျမ်းမှာကျမတို့တွေ့ရတယ် ထာဝရဖရာကဓမ္မသက်တော်တို့ပြန်၍ခရီးသွားလော့ရောက်တော့ကဟာဇီလာကို ရှုရီရှင်ဘင်းအရာ၌ခံထား၍ဒီစကားကဖရာသခင်ကအိလိယကိုပြောတဲ့စကားဖြစ်တယ်ဘယ်ကဘာပြောလဲဆိုရင်ရောက်တော့အခါဟာဇီလာကို ရှုရီရှင်ဘင်းအရာ၌ခံထား၍ဘိသိက်ပေးလို့နေရှိတာယေဟုကိုဣတွေလာရှင်ဘင်းအရာ၌ခံထား၍ဘိသိက်ပေးလို့အာဘေလာ မဟောလာမျိုးနေရှဖက်တာအဲလိရှဲကိုတင့်ကိုစားပရောဖက်အရာ၌ခံထား၍ဘေးသိပ်ပေလောတုတ်ပြု၍ဟာဇေလာဓာနဲ့လွတ်တော်သူကိုယေဟုတက်လိမ့်မည်ယေဟုဓာနဲ့လွတ်တော်သူကိုအဲလိရှဲတက်လိမ့်မည်အဒီစကားကိုဘုရားသခင်ကအဲလိယကိုပြောတယ်အဲ့ဒီအချိန်မှာအဲလိယနဲ့အဲလိရှဲဆိုတာမတွေ့သေးဘူးမတွေ့ဆုံးသေးဘူးအဲလိရှဲကလည်းအဲလိယဘသူမှန်းဆိုတာလည်းမသိသေးဘူး အဲဘသူလဲဆိုမသိခင်ကပဲလေအဲလိရှေအတွက် assignment ဘုရားတခင်ပြင်ဆင်ထားတယ်အဲ့ဒါကဘာလဲသူက prophet ဖြစ်လာနံပါတ်၊သူဟာအေလိယကလူ၃ယောက်ကိုလူ၃ယောက်ကိုဘုရားသခင်ကအေလိယကိုဗိတ်သိက်ခိုင်းနံပါတ်၁ကဟာဇီလဖြစ်တယ်။ဟာဇီလကိုဘုရားသခင်ကရှုရရှင်ဘေးအရာမှာဗိတ်သိက်ခိုင်းတယ်။နံပါတ်၂ယေဟု။ယေဟုကိုဘုရားသခင်ဣထွေလရှင်ဘေးအရာမှာဗိတ်သိက်ခိုင်းတယ်။နံပါတ်၃လူတစ်ယောက်ကတော့အေလိရှေ။အေလိရှေကိုတော့ဘုရားသခင်က prophet နေရာမှာဗိတ်သိက်ခိုင်းတယ်။ ်အချစ်ဖယားမှာကျမတို့အတွက် assignment ရှိဆိုကျမတို့တွေ့ရအဲ့ဒီပြီးနောက်မှာကျမတို့အဲ့ဒါအေလိယကအေလိရှေကိုတွေ့တဲ့အခါမှာသူ့ရဲ့ဝတ်လုံကိုလွှမ်းခြုံပေးလိုက်တယ်ဝတ်လုံကိုတင်ပေးလိုက်တယ်ဆိုတဲ့အကြောင်းကျမတို့တွေ့ရအဲ့ဆိုအေလိရှေရဲ့ဘဝမှာဝတ်လုံနှစ်ခါသူရခဲ့ပထမတစ်ချိန်ဒီအေလိယကိုယ်တိုင်ကအေလိရှေကိုလာခေါ်တဲ့အချိန်မှာသူ့ရဲ့ဝတ်လုံကိုတင်ပေးလိုက်တင်းတင်းလာတင်းဘဝမှာဖယားခင်ပေးထားတဲ့ assignment တွေရှိတယ်။အဲ့ဒီ assignment တွေတင်းလိုအပ်တဲ့အရာကဖယားရဲ့ဘိတ်သိမ့်ခြင်းဖြစ်တယ်။ ။သင်ဘုရားရဲ့ဘိတ်သိက်ခြင်းမပါဘဲနဲ့အမှုတော်ဆောင်လို့မရ။စုယေစုနဲ့ပဲအမှုတော်ဆောင်လို့မရ။စုယေစုကိုပို့ပြီးထက်မြက်လာဖို့ရဲ့အတွက်ဘုရားရဲ့ဘိတ်သိက်ခြင်းလိုအပ်တယ်။ဘုရားရဲ့ဘိတ်သိက်ခြင်းအားဖြင့်သင်ဟာလူအနေနဲ့မလုံနိုင်တဲ့အရာတွေကိုတဘာဝလွန်နေပေတဲမှာဘုရားကအမှုသင်ပြုပေးလိမ့်မယ်။ဟာလေလုယ။ကြည်ဘုရားမှာအားလုံးရွေးချယ်ထားပြီးသားဖြစ်တယ်။ဖယားမအားလုံးအစီစဉ်ရှိတယ်ဖယားမအားလုံးအတွက်ရည်ရွယ်ချက်ရှိတယ်ဖယားမအားလုံးအတွက် အကျဉ်းစီရှိတယ်။အဲလိရှေက prophet ဖြစ်ဖို့ရန်အတွက်ရွေးချယ်ခြင်းခံရပေမဲ့သူက prophet နေရာမှာ activate မဖြစ်သေးဘူး။သင်တိလားပထမတစ်ခါအဲလိယကအဲလိရှေကိုဝတ်လုံပေးပေးပေမဲ့ဝတ်လုံတင်ပေးပေမဲ့ဝတ်လုံအနံလိုက်ပေမဲ့အဲလိရှေက prophet မဖြစ်လောက်။အကြောင်းဘဝမှာလေကိုယ်တိုင်အဖို့ခမပေးဘဲနဲ့ကိုယ်တိုင်ကိုကြအဖို့ခမပေးဘဲနဲ့ဖခင်ရဲ့ဘိတ်တဲ့ခြင်းကိုကျွန်တော်တို့မရနိုင်ဘူးဖြစ်တယ်။ ်ဘုရားယသခင်ရဲ့ဘိတ်သိက်ခြင်းဆိုတာအဖို့ခပေးပြီးရယူရတယ်ဘုရားသခင်ရဲ့ဘိတ်သိက်ခြင်းတိုင်းမှာအဖို့ခရှိတယ်တန်မိုးရှိတယ်ဘာဖြစ်လို့လဲဘိတ်သိက်ခြင်းကတန်မိုးနေတဲ့အရာမဟုတ်ဘူးဘိတ်သိက်ခြင်းကတန်မိုးကြီးတဲ့အရာဖြစ်တယ်တန်မိုးကြီးတဲ့အရာကိုသင်ဟာအဖို့ခပေးပြီးယူရတယ်ဥပမာကျွန်တော်တို့ရွှေစိမ့်နေကြောက်မြတ်ယတနာတွေအကောင်းမွန်တဲ့အတုံးဆောင်ပစ္စည်းတွေအားလုံး lesri ပစ္စည်းတွေအားလုံးတန်မိုးကြီးတဲ့ အရာတွေအလုံးဟာတာမန်ဈေးနှုန်းနဲ့မရောက်မီလီယံနဲ့ချီပေးပြီးဝယ်ရတယ်ဒီလိုပဲဘုရားသခင်ရဲ့ဘိတ်သိက်ခြင်းကလည်းတာမန်နဲ့ယူလို့မရကိုရန်ကိုကြအဖိုးခါပေးပြီးယူရတယ်အဲ့တော့အဲလိရှဲကဒီဘိတ်သိက်ခြင်းကိုရဖို့ရတယ်သူ့ဘဝအဲလိယနောက်ကိုလိုက်ရတယ်တမျိုးပြီးတမျိုးသူလိုက်ရတယ်တရွာပြီးတရွာသူလည်းသွားရတယ် ဖရားလူကို तू serve လုပ်ရတယ်ဖရားလူ तू အစေခံပေးတယ်ဖရားလူရဲ့ ministry မှာ तू ဟာအာသက်တရောပါဝင်တယ်အဲ့တော့သင်ဘေးသိမ့်ခြင်းကိုရချင်တယ်ဆိုရင်ဖရားလူတွေကို အစေခံပါအာမင်ကျွန်မသင်ကိုနီလန်ပြောပြကျွန်မတို့အားလုံးကဘေးသိမ့်ခြင်းကိုစာငတ်တဲ့မျိုးဆက်တွေဖြစ်တယ်ဖရားခင်ကျွန်တော်ကိုဘေးသိမ့်ပါဘေးသိမ့်ခြင်းနှစ်ဆနဲ့အသုံးပြုပါဘေးသိမ့်ခြင်းနှစ်ဆနဲ့ကျွန်တော်ကိုကောင်းချီးပေးပါ ကျမတို့အားလုံးကဆုတောင်းကြတယ်။ဒါပေမဲ့တင်တိလာဖရာသခင်ကလေသူ့လူတွေအားဖြင့်ပဲကျမတို့ကောင်းချီးပေးမှာပြည့်တယ်။ဖရာက direct ရော့ယူလိုက်ဆိုပြီးဖရာကကျမတို့ကို direct မချင်းမြောက်ဖရာ black line ရှိတယ်။ဖရာသခင်ကသူက generation by generation အလုပ်လုပ်တယ်။ဖရာသခင်ကသူ့ရဲ့လူတွေကိုသူဟာဂုဏ်ပြုတယ်။သူ့ရဲ့လူတွေသူဟာ honor ထားတယ်။အဲ့တော့ကျမတို့မှာဖရာလူတွေရှိဖို့လိုတယ်။ Elisha ရဲ့ဘဝမှာ prophet ဖြစ်လာဖို့ဆိုတာသူ့ဘဝမှာ ပရောဖက်နေရာမှာမတ်တရက်တဲ့အေလိယရှိကိုရှိဖို့လိုတယ်အေလိယရှိရှိထားတဲ့အတွက်ကြောင့်မလို့လေသူဟာပရောဖက်အေလိရှေတယောက်ဖြစ်လာတယ်။အဲကြောင့်သင်ဘသူလဲဆိုတာဖြစ်လာဖို့ကအခုသင်ဘသူနဲ့ချိတ်ဆက်ထားလေ။အခုသင်ဘသူစီမှာဝင်ခံလေ။ဖယားလူစီမှာကျမတို့ဝင်ခံဖို့လိုတယ်။ဖယားလူဖယားဘိတ်သိက်ထားတဲ့ဘိတ်သိက်ခြင်းနဲ့သွာလာတဲ့ဖယားလူစီမှာဝင်ခံမှာ။အဲဒါကသင်ဘဝကိုထူးခြားစေလိမ့်မယ်။ ်အာမင်အဲ့တော့အေလိရှေကပထမတစ်ကြိမ်အေလိယကိုတိုင်းဝတ်လုံပေးခဲ့တယ်ဒုတိယတစ်ကြိမ်မှာတော့ तू ဟာအဖိုးခပေးပြီးများစွာဖျက်ကျော်ခဲ့ပြီးတဲ့နောက်မှာ तू ဟာအဲ့ဒီဘိတ်သိက်ချုံကို तू တောင်းတယ်ဝတ်လုံကို तू ပြန်ရခဲ့အဲ့ तू ဘဝမှာဝတ်လုံနှစ်ခါရတယ်ဒါပေမဲ့ဒုတိယအကြိမ်ဝတ်လုံရတဲ့အခါမှာတော့ပထမအကြိမ်နဲ့မတူတော့ပထမအကြိမ်ဝတ်လုံရတော့ကတော့ तू ဘဝမှာထူးခြားမှုတွေမရှိဘူးသူဘဝမှာတိတာတဲ့ပြောင်းလဲမှုတွေမတွေ့ရအောင်တိတာတဲ့ အကျိုးရလက်အသီးအပွင့်တွေမမြင်ရ။အဲ့မဲ့ဒုတိယအကျင့်ကိုရိုင်းကိုကြအဖို့ခပေးပြီးဖရာလူရဲ့ ministry မှာပါဝင် အစေခံခြင်းအဖြစ်ဒုတိယအကျင့်သူဟာဝတ်လုံရတဲ့ဘိတ်သိက်ခြင်းဝတ်လုံဆိုရင်ဒီကမှာတော့ဖရာရဲ့ဘိတ်သိက်ခြင်းပုံဆောင်တယ်။အဲ့တော့သူအဲ့ဒီဝတ်လုံကိုရတဲ့အခါမှာပထမကျင့်တွေမတူတော့ဒီတစ်ခါကတော့သူဟာခေါင်းဆောင်ရဲ့ဘိတ်သိက်ခြင်းနှစ်စားနဲ့ပြန်လာတာဖြစ်တယ်။ဖရာရဲ့ဘိတ်သိက်ခြင်းနဲ့ခြေလန်းလန်းလာတာဖြစ်တယ်။ ်အာမင်ဟာလေလုယာအဲ့တော့တင့်ဘဝမှာလေဘိသိက်ခြင်းဝတ်လုံးမရှိဘုရားသခင်ကသူ့ရဲ့နိုင်ငံတော်ကျယ်ပြန့်ဖို့ရန်အတွက်သူ့ရဲ့ဘိသိက်ခြင်းရှိတဲ့သူကိုပဲအသုံးပြုတယ်အယီချင်းနဲ့ဆုဂျေဇူးကအလုံးမလုံးနာအယီချင်းရှိဖို့လဲအရေးကြီးတယ်လို့ဆုဂျေဇူးရှိဖို့လဲလိုအပ်တယ်လို့ဘုရားရဲ့ဘိသိက်ခြင်းပါဖို့ပါကိုပါဖို့လိုတယ်ဟာလေလုယာ အေလိယကဝတ်လုံမရှိတော့တဲ့အခါမှာဖခင်တကယ်သူ့ကိုကောင်းကင်ကိုခြိဆောင်သွားတယ်။ကောင်းကင်ကိုခေါ်ဆောင်သွားတယ်။တောလျာတန်ခိုင်း20အငယ်24ရက်26မှာကျွန်မမဖတ်တော့ဘူး။တောလျာတန်ခိုင်း20 24ရက်26မှာအာယုံဟာသူ့ရဲ့ယစ်ပရောဟိဝတ်လုံကိုချွတ်လိုက်တဲ့အခါမှာတေသွားတယ်ဆိုတဲ့အကြောင်းကျွန်မတို့တွေ့ရတယ်။ဒီတိဘိတ်သိချင်းမရှိတော့တဲ့အန်ဒရယ်များတယ်။အဲဆိုအာယုံကအသက်ရှင်နေတာကယစ်ပရောဟိဝတ်လုံကိုသူဝတ်ချုံထားတဲ့အခါမှာသူကအသက်ရှင်နေတယ်။ ထိုနည်းသူပဲအေလိယကလည်းဝစ်လုံကိုချလိုက်တဲ့အခါမှာပဲလည်းကောင်းကင်ကိုချီဆောင်ခြင်းခံရတယ်။ဒါဆိုဘိတ်သိချင်းဝစ်လုံကကျမတို့ဘဝတို့အရေးကြီးတယ်။ဝစ်လုံကအန်ဒရီများတဲ့အရာဖြစ်တယ်။ဝစ်လုံရှိတဲ့သူကျမတို့မထီအောင်ဝစ်လုံရှိတဲ့သူကိုမထီပါနဲ့။ဝစ်လုံရှိတဲ့သူကိုမကောင်းမပြောပါနဲ့။တနည်းအားဘိတ်သိရှိတဲ့သူကိုမထီမခိုင်းနဲ့။အကြံလို့ဆလံတရားနဲ့ငါအငယ်ဆက်ငါမှဒီလိုပြောတယ်ငါထာ၌ဘိသိက်ခံတော်သူတို့ကိုမထီမခိုင်းနဲ့ ငါထမဘိတ်သိက်ခံတဲ့သူတွေဖယားတခင်ဘိတ်သိက်ထားတဲ့သူတွေကိုမထိမခိုင်းနဲ့မကောင်းမပြောနဲ့အပြစ်မတင်နဲ့ဟာလေလုယအပြစ်မတင်နဲ့ဖယားတခင်ကသူတို့ဘက်ကနေတင့်ကိုပြန်ပြီးစီရင်လိမ့်မယ်သူတို့ကိုကိုဖယားတခင်ကသူတို့ကိုဘိတ်သိက်ထားတာဖယားတခင်ရွေးချယ်ထားတာဖယားတခင်ခံထားတာအစ်ကျွန်မတို့မကောင်းသွားပြောလို့မရကျွန်တော်တို့သွားပြီးထိလို့မရကျွန်တော်တို့ဖယားလူတွေဘိတ်သိက်ရှိတဲ့ဖယားလူတွေကိုလေစားရမယ် ဘိတ်သိက်ရှိတဲ့ဖရားလူတွေကိုဂုံပြူရမယ်ဘိတ်သိက်ရှိတဲ့ဖရားလူတွေကိုအော်နာလုပ်ရမယ်ဘိတ်သိက်ရှိတဲ့ဖရားလူတွေကိုကျွန်တော်တို့မျိုးစိတ်ကျဲရမယ်ဘိတ်သိက်ရှိတဲ့ဖရားလူတွေကိုကျွန်တော်တို့အစေခံရမယ်အဲ့ဒါအဖြစ်ဖရားတခင်တင်းရဲ့ life မှာလဲအဲ့ဒီဘိတ်သိက်ခြင်း season စီမှာပြတ်တယ် hallelujah အဲ့ကျွန်မမြင်စေခြင်းနဲ့ဘိတ်သိက်ခြင်းအရေးကြီးတယ်ဘိတ်သိက်ခြင်းကအရေးကြီးတယ်ပြီးဘိတ်သိက်ခြင်းကအန္တရာယ်များတဲ့အရာ ဖြစ်တယ် if you touch me you are finished ဘိတ်သိက်ခြင်းရှိတဲ့သူကျွန်တော်တို့ထိလို့မရဘူး ်ဗိသိတ်ချင်းရှိတဲ့သူကျွန်တော်တို့ကကောင်းချီးပေးလို့ပဲရတယ်ချိန်ဆလို့မရအဲကြောင့်လို့ဗိသိတ်ချင်းရှိတဲ့သူကို connect လုပ်ပါအဲ့ဒီရဲ့ဗိသိတ်ချင်းကိုစုပ်ယူပါသူတို့ကိုဘုရားခင်ဖွင့်ပြတဲ့အရာသူတို့ကိုဘုရားခင်ကောက်ကြည့်ပေးတဲ့ကျွဲဝချင်းတွေသူတို့ကိုဘုရားခင်ဖွင့်ပြတဲ့ဖွင့်ပြချက်တွေသူတို့ကိုဘုရားခင်ဟိုနောက်ထပ်နယ်ပယ်တစ်ခုပြီးတစ်ခုဖွင့်ပြတဲ့အရာတွေမတင်လိုက်ပါပါအဲ့ဒီဘိသိက်ချင်းကတင်အတွက်ဖြစ်လာလိမ့်မယ်ဟာလေလုယအဲ့တော့ကျမတို့ဘိသိက်ချင်းဆိုတာအဖို့ခပေးပြီးရယူရတယ် ်ဘိတ်သိချင်းဝစ်လုံအတွက်သင်ကိုယ်တိုင်အဖို့ခပေးပါအော်ကျမဒီနေ့မနက်မှာဒီဘိတ်သိချင်းအကြောင်းကိုဝင်ခပေးခြင်း ਨੇ ဘိတ်သိချင်းတဲ့ရဲ့ဘဝရဲ့အတ္တဓာတ်ထဲမှာရောက်ရှိပါစေအဲ့တို့ကြောင့်မလို့သင်ဟာခေါင်းဆောင်တွေအောက်မှာဝင်ခံဖို့လိုတယ်ဖရာတခင်ခန့်အပ်ထားတဲ့ဖရာလူတွေဝိညာဉ်ခေါင်းဆောင်တွေအောက်မှာအစေခံရဲ့ဖရားနိုင်ငံတော်ရဲ့ ministry အသင်းတော်မှာပါဝင်ပါအစေခံပါအဖို့ခပေးပါအရာကတင်ဘဝကိုဗိတ်သိချင်းရဖို့ရန်အတွက်ဖြစ်လာစီမယ် ာမင်နှုတ်ကပတ်တော်အားဖြင့်အားလုံးဖခင်ထူကောင်းချီးပေးပါစေ။